နှစ်ပေါင်း40ကြာတဲ့အထိရဲတွေကိုအခုလိုလှည့်စားခဲ့တဲ့အမျိုးသားပြည်သူများအားလုံးပဲမင်္ဂလာပါဘာမာ H3 လုံး channel ကနေကြိုဆိုပါရစေအသက်60အရွယ်အမျိုးသားတို့ကကနေဒါနိုင်ငံအွန်တိုရီယိုပြည်နယ်တော်ရွန်တိုမြို့အနီးကအမြန်လန်းလေးရခုံပေါ်မှာ2025ခုနှစ်အောက်တိုဘာလအတွင်းကတနအီလရင်144ကီလိုမီတာနှုန်းနဲ့အမြန်မောင်းနေနေတာကြောင့်ရဲတွေရဲ့ဒါစီစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ရဲတွေကသူ့ရဲ့ရင်မောင်းလိုင်စင်ကိုစစ်ဆေးလိုက်တဲ့အခါအံဩစရာကောင်းတဲ့အချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ သူဟဲ့လိုင်းစင်က1985ခုနှစ်ကတည်းကတက်တန်းကုန်နေတာဆိုလိုတာကနှစ်ပေါင်း40နီးပါးလိုင်းစင်မရှိဘဲနဲ့မောင်းနေနေကြတာပါဒါပြင်သူကလိုင်းစင်ပိတ်သိမ်းခံထားရစဉ်မောင်းနေမှုနဲ့အချိန်20ကျော်ပြည့်မှုကျိုးလွန်ခဲ့ဖို့သူဖြစ်ပြီးရန်ပြည်စင်းထဲမှာပါပါနေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်အွန်တိုရီယိုပြည်နယ်ဟာကနေဒါနိုင်ငံရဲ့စီးပွားရေးနဲ့လူ့ရေရအကြီးဆုံးပြည်နယ်တစ်ခုပါတော်ရွန်တိုမြို့ကလူ့ရေ6တန်းကျော်နဲ့ကနေဒါရဲ့စီးပွားရေးဗဟုချက်ဖြစ်ပြီးအမြန်လန်းတွေရင်ကြောပိတ်ဆို့မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ အမြန်လား၄ရခုဟာတော်ရွန်တိုမြို့ကိုပတ်ကျော်ပြီးဘာလစ်တင်မက်ဆီဆော့ကဖုန်းစားရမျိုးတွေကိုဆက်သွယ်ပေးတဲ့အရေးကြီးလမ်းတစ်ခုပါဒီလမ်းပေါ်မှာတနားယူကို၁၀၀ကီလိုမီတာနဲ့ပဲကားမောင်းနေခွင့်ရှိပါတယ်ဒါပေမဲ့ဒီလမ်းပေါ်မှာအမြန်မောင်းမှုတွေကမကြာခဏဖြစ်ပွားတတ်တာကြောင့်အွန်တိုရီယိုပြည်နယ်ရဲတပ်ဖွဲ့ကပုံမှန်စစ်ဆေးမှုတွေလှုံ့ဆော်လေးရှိပါတယ် ကနေဒါရဲ့ရေမောင်းဥပဒေကအတော်လေးကိုတင်းကျပ်ပါတယ်။ Ontario ပြည်နယ်မှာရေမောင်းလိုင်းစင်ဟာ၅နှစ်တကြိမ်တန်းတိုးရမှာဖြစ်ပြီးတတန်းကိုရင်ဖြစ်စေလိုင်းစင်မရှိဘဲမောင်းနေရင်ဖြစ်စေပြည်တန်ငွေကနေဒါဒေါ်လာ900ကနေ2000အထိတန်ရိုက်ခံရနိုင်ပါတယ်။ဒါ့အပြင်လိုင်းစင်ပိတ်သိမ်းခံထားရစင်မောင်းနေမှုကရာဇဝတ်မှုဖြစ်သတ်မှတ်ခံရပြီးထောင်နဲ့ခုနှစ်နှစ်ထိကြာခံရနိုင်ပါတယ်။ပြည်တန်ငွေမပေးရင်လည်းဝရန်ပြေစရင်နဲ့ထည့်ခံရပြီးဖမ်းဆီးခံရတတ်ပါတယ်။ ဒီလိုတင်းကျပ်တဲ့ဥပဒေကိုပဲဒီလိုကလက်တလုံးချလှည့်စားပြီးနေတဲ့ပုံမှန်ဘဝမှာခက်တီတီနဲ့ဆက်လက်ရှင်သန်နေကြတာပါ။ ဖြစ်စဉ်ကိုပြောပြရရရင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နေ့လယ်ပိုင်း2နာရီဝန်းကျင်မှာအွန်တိုရီယိုပြည်နယ်ရဲတပ်ဖွဲ့ရဲ့အမြန်လမ်းဘေးကင်းရေးဌာနကရဲရရှိတွေကဘာလစ်တင်းမြို့အနီးက Highway 407ပေါ်မှာအမြန်မောင်းနေတဲ့ကားတစ်စီးကိုတွေ့ရှိခဲ့ပါတယ်။ဒီကားကတနအီမှာ144ကီလိုမီတာနောက်နဲ့မောင်းနေနေတာဖြစ်ပြီးဒါအကန့်သက်အရှိန်100ကီလိုမီတာကိုများစွာကျော်လွန်နေတာပါဒီလိုအမြန်မောင်းမှုကအွန်တိုရီယိုမှာပြစ်ဒဏ်ငွေကနေဒါဒေါ်လာ200ကနေ1000အထိရိုက်ခံရနိုင်ပြီးလိုင်စင်ပိတ်သိမ်းခံရနိုင်တဲ့ပြင်မှုတစ်ခုပါ ရဲတွေကကားကိုတားဆီးပြီးရေမောင်းကိုစစ်ဆေးခဲ့ပါတယ်။ဒီရေမောင်းကအသက်60အရွယ်အမျိုးသားတူဖြစ်ပြီးတိုရွန်တိုမြို့မှာနေထိုင်သူတူဖြစ်ပါတယ်။သူ့ရဲ့ရေမောင်းလိုင်စင်ကိုစစ်ဆေးလိုက်တဲ့အခါရဲတွေကမယုံနိုင်စရာအချက်တခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့လိုင်စင်က1985ခုနှစ်ကတည်းကတပ်တန်းကုန်နေတာပါ။ဆိုလိုတာကသူဟာနှစ်ပေါင်း40နီးပါးလိုင်စင်မရှိဘဲမောင်းနေနေကြတာဖြစ်ပါတယ်။ဒီအချက်ကရဲအရာရှိတွေကိုအံ့ဩမင်သက်စေခဲ့ပါတယ်။ Ontario ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Yemu Gray Shimek ကဒီဖြစ်ရပ်ကို Unbelievable လို့ဖော်ပြခဲ့ပြီး ဘလို့လို့ပြီးတလောက်ကြောင်း license မရှိဘဲမောင်းနိုင်ခဲ့တာလဲလို့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ဒါတွေမကဘူးရဲတွေကသူ့ရဲ့နောက်ကမှတ်တမ်းတွေကိုဆက်လက်စစ်ဆေးလိုက်တဲ့အခါဘိုမိုအန်ဟောစရာအချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီအမျိုးသားကရင်မောင်းလိုက်တဲ့ပိတ်သိမ်းခံထားရစဉ်မောင်းနေမှုနဲ့ပြစ်ဒဏ်ငွေမပေးမှုအကြံကြီး20ကျော်ရှိခဲ့ပြီးရမ်ပီစိန်းထဲမှာပါပါဝင်နေခဲ့ပါတယ်။ဒီဝရမ်းတွေဟာရေမောင်းဆိုင်ရာပြစ်ဒဏ်ငွေတွေမပေးခဲ့မှုတွေနဲ့ဆက်ဆက်နေတာဖြစ်ပြီးသူဟာနေပေါင်းများစွာဥပဒေကိုရှောင်တိုင်းနေခဲ့သူတဲ့ဦးဖြစ်ကြောင်းသိရှိခဲ့ရပါတယ် ရဲတွေကဒီအမျိုးသားကိုဖမ်းဆီးပြီးရဲစခန်းကိုလွှဲပြောင်းခဲ့ပါတယ်။သူရဲ့ကားကိုလည်းတင်ဆီးခဲ့ပြီးအမှုတွေကိုတရားရုံးမှာဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။ဘာပဲပြောပြောနှစ်ပေါင်းများစွာကြာတဲ့အထိရဲတွေရဲ့စစ်ဆေးမှုတွေကိုဒီလူကဘယ်လိုကြော်လွားနိုင်ခဲ့တလဲဆိုတာမေးခွန်းထုတ်စရာကောင်းနေတာကတော့အမှန်ပါပဲ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။